ဒီနေ့ဖတ်ပြမှာတော့ငွေရှာနည်းနဲ့ငွေစီမံခန့်ခွဲမှုဆောင်ပါများပတ်စင်အင်ကန်ပထမဦးစွာ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နိုင်ဘူးเนาะ ဝင်ငွေဘလောက်ရှိရှိငါမျိုးခွဲပြီးအချိုကျအတုံးဆွဲပါဒီနေ့မှာတော့ဟောင်ကောင်က နမီကျော်ဘီလီယံနာတထေးကြီးလီကိုင်ရှင်ရဲ့ငွေကြေးဆိုင်ရာအကြံပြုချက်လေးတခုကိုမျှဝေပေးခြင်းပါတယ်ဒီငွေသုံးဆွဲမှုနီးလန်းဟာလီကိုင်ရှင်ကိုဘီလီယံနာတထေးကြီးအဖြစ်ကို ရောက်စေခဲ့တဲ့အမှုအကျင့်နီးလန်းလည်းဖြစ်ပါတယ်ဒါပြင်ဒီနီးလန်းဟာယခုမှလုပ်ငန်းဝင်စား တဲ့လူငယ်တွေအတွက်အဓိကယူရထားတာလည်းဖြစ်ပါတယ်။တထေကြီးလီကရှင်းကလူငယ်တွေအနေနဲ့မိမိမှာရရှိတဲ့ဝင်ငွေတွေကိုအပိုင်း၅ပိုင်းခွဲပြီးသုံးစွဲဖို့တိုက်တွန်းထားပါတယ်။ဥပမာတင်ကတစ်လကိုဒေါ်လာ၂000ဝင်ငွေရှိတယ်ဆိုပါစို့ဒီဝင်ငွေကို ပထမဒေါ်လာ600ဒုတိယဒေါ်လာ400တတိယဒေါ်လာ300စတုတ္ထဒေါ်လာ200နဲ့နောက်ဆုံးဒေါ်လာ900အဖြစ်ခွဲခြားလိုက်ပါလို့ဆိုပါတယ်။လေကူအောင်ရခိုင်နှုန်းနဲ့ဆိုရင်တော့မိမိဝင်ငွေကိုပထမတစုအဖြစ် 30ရာခိုင်နှုန်းဒုတိယကို20ရာခိုင်နှုန်းတတိယကို15ရာခိုင်နှုန်းစတုဒ္ဒအစုကို10ရာခိုင်နှုန်းနဲ့နောက်ဆုံးစုအဖြစ်15ရာ 25ရာခိုင်နှုန်းပန်းချားတက်မှတ်လိုက်ဖို့ဖြစ်ပါတယ်။သုံးဆရမယ့်နီလန်ကတော့ပထမအဆုပထမအဆုကိုတော့ living expense အဖြစ်30ပါလို့ဆိုပါတယ်။တတိယအဖြစ်တော့စောင့်ဝင်နေရအတွက်ဈေးရိတ်တွေအလုံးကိုမိမိဝင်ငွေရဲ့30ရာခိုင်နှုန်းနဲ့တင်လုံလောက်အောင်သုံးဆဖို့ဖြစ်ပါတယ်။ငယ်ရွယ်နေစဉ်မှာကျန်းမာတန်ဆွမ်းနေတော့အပင်မခံနိုင်တော့အဖြစ်တဲ့အတွက်ဈေးသက်သာတဲ့အိမ်ယာတွေဆုငါးပြီးနေတာတွေခြေတာစားတောက်တာတွေကိုလှုပ်ဆောင်လို့ရတဲ့အတွက်ဒီအားသာချက်ကိုယူပြီးအသုံးချပါလို့ ့ဆိုလိုတာဖြစ်ပါတယ်ဒုတိယအဆုဒုတိယအဆုဖြစ်တဲ့ဝင်ငွေရဲ့20ရာခိုင်နှုန်းကိုတော့မိမိရဲ့နဝါချက်တွေရမှာသုံးပါလို့ဆိုပါတယ်နဝါချက်တွေရမှာတငယ်ချင်းတွေစီကိုပုံမှန်ပုံဆက်စကားပြောတာကိုထက်ပို့ပြီးအသိပညာအတွေ့အကြုံရှိတဲ့လူတွေကိုညစာဖြစ်ကြွေးတာ ိုတက်ပူချမ်းတာတဲ့ဝင်ငွေရှိသူတို့နဲ့တွေ့ဆုံတာမျိုးတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်။ဝိမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ဘဲရင်းနှီးမှုတွေတုံးလာတဲ့အခါအကူအညီကောင်းတွေကိုရနိုင်မှာဖြစ်ပြီးကိုထက်ဒစင်မြင့်နေသူတွေနဲ့ဆက်ဆက်နိုင်တဲ့အခါကိုလည်းသူတို့လိုအတွေ့အခေါ်အမှုချင်းတွေကိုရရှိလာမှာဖြစ်ပါတယ်။တတိယအစုဝင်ငွေရ15ရာခိုင်နှုန်းကိုတော့ တင်ယူလေးလာရဲ့လမ်းဒီအတွက်ပုံမှန်သုံးဖို့ကြံပြထားပါဗျ။ကိုတိုးတက်မှုအတွက်စာအုပ်တွေဝယ်ယူတာ၊တင်နန်းနဲ့တက်တာအတက်ပညာတွေလေ့လာတာစတာတွေအတွက်မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။စတုဒ္ဒအစုဝင်းဝေရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုတော့မိမိကိုကိုစုချတဲ့အနေနဲ့သုံးခိုင်းပါတယ်။အလရဲ့အပန်းပြေခရီးတွေထွက်တာပိုပြီးအတွေ့အကြုံနဲ့ အမြင်တွေကျေပြန့်လာအောင်အခြားနိုင်ငံတွေကိုလေ့လာတာစားတဲ့အခြေအနေတွေအတွက်အသုံးပေါ်အကြံပြုထားပါတယ်။တတိကြီးကတနစ်ကိုနိုင်ငံခြားခရီးစဉ်တစ်ခုလောက်သွားတင်ပါတယ်လို့လည်းဆိုပါတယ်။နောက်ဆုံးအစုဝင်ငွေရ25ရာခိုင်နှုန်းကတော့အရေးကြီးတဲ့အထဲမှာပါဝင်ပါတယ်။ဒါကတော့ small business လေးတစ်ခုခုဒါမှမဟုတ် investment တစ်ခုခုစတင်နိုင်ဖို့အတွက်စုစမ်းရခြင်းဖြစ်ပါတယ်။ဒီအစုရှိနေမှသာချမ်းသာကြွားမှု ချမ်းသာကြွယ်ဝတဲ့ဘဝတစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆုရဲ့အောင်မြင်နိုင်ခြင်းဟာအရှိကအဆုလေးစုလုံးကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှသာအောင်မြင်နိုင်ခြင်းမြင်မှမှဖြစ်ပြီးချမ်းသာကြွယ်ဝမယ်လို့ဆိုပါတယ်။အကြံပြုချက်တတိကြီးလီကရှင်ရဲ့အကြံပြုချက်ဟာတိတ်ကိုကောင်းမွန်ပါတယ်။ဒါပေမဲ့သူ့နိုင်ငံအခြေအနေနဲ့မြန်မာနိုင်ငံအခြေအနေကွာဟမှုတွေရှိတာကြောင့်အကြံပြုထားတဲ့ဝင်ငွေရကိုင်းနှင်းတို့ကိုတော့အတိအကျမဟုတ်ပဲအဆင်ပြေမဲ့ရကိုင်းတို့တစ်ခုကိုပြင်ဆင်ချိန်ဆောက်ဖို့လိုအပ်ပါတယ်။ ဥပမာလစာ3တိန်းဟူဝင်ငွေရနေတူတူအတွက် living expert 30ရာခိုင်နှုန်းဆိုရင်6000ကျက်တာ30နိုင်မှာဖြစ်လို့လောင်ကောင်းမှုရှိမရှိဆိုတဲ့အခြေအနေတွေကြုံတွေ့နိုင်ပါသေးတယ်။ဘလို့ပဲဖြစ်ပါစေမိမိဝင်ငွေကိုတော့တထဲကြီးလီကရှင်ပြောတဲ့အပိုင်း၅ပိုင်းအဖြစ်မပြည့်မနေခွဲခြားပြီးအသုံးချဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ ငွေကြေးမြင်မြချင်း idea plan အကောင့်တွေဖော်နိုင်ခြင်းငွေကြေးဆိုင်ရာအသိပညာလူတယောက်မှာ financial literacy လို့ခေါ်တဲ့ငွေကြေးဆိုင်ရာအသိပညာဘ ഹു ဒုဒလေးတွေရှိဖို့လိုအပ်ပါတယ်။ကံမကောင်းစွာနဲ့ပဲလူအတော်များများကငွေကြေးပညာတွေသိရှိနားလည်ခြင်းမရှိပါဘူး။ကံအလို့စရာမိဘတွေကအစီအပါရေးသမားတွေဖြစ်လို့မိဘတွေစီကငွေရှာနီလန်းတွေကိုသင်ယူနိုင်ခဲ့ကြတဲ့လက်သဆုပ်စာလူတစုလောက်ပဲငွေကိုဘယ်လိုရှာဖွေရမလဲဆိုတာကိုသိကြတာဖြစ်ပါတယ်။ကျွန်တော်လည်းလူလက်တန်းစာ ားဝန်ထမ်းမိဘကမွေးဖွားလာခဲ့တော့လာစာဆိုတာကလွဲပြီးစီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာကိုအဖေကအတင်မပေးနိုင်ခဲ့ပါဘူး။ငွေနဲ့ပတ်သက်လို့တင်ပေးခဲ့တာတခုပဲရှိခဲ့ပါတယ်။ဒါကတော့ငါးတန်းကျောင်းသားဘဝကလေးကမုတ်ဘိုးကိုတလစာအပြတ်ပေးထားပြီးအဲ့ဒီငွေကိုတလလုံးဘလို့လောင်းငအောင်သုံးရမလဲဆိုတာပဲဖြစ်ပါတယ်။အဖေတင်ပေးခဲ့တဲ့အဲ့ဒီပညာကငွေကိုအနေဆုံးအစင်အစီမံခန့်ခွဲတာဖြစ်ပြီးအဲ့ဒီနောက်မှာငွေဆဆုတဲ့အလေးချင်းကိုကျွန်တော်ရလာခဲ့ပါတယ်။ငွေကြေးအကြောင်းကိုပြန ်ဆက်ရရင်ငွေကြေးဆိုတာအကြံဉာဏ်လို့တချို့ကပြောလို့ရှိကြပါတယ်ဒါဟာမှန်ပါတယ်ဒါပေမဲ့ငွေကြေးဆိုတာအကြံဉာဏ်နဲ့အကောင့်တွေဖော်ထုတ်နိုင်ခြင်းဆိုတာကိုပေါင်းစပ်စားတာလို့ပြောမှတာပိုပြီးမှန်နိုင်မှာဖြစ်ပါတယ်ဒါဆိုအဓိကကြတာကငွေရနိုင်မဲ့အကြံဉာဏ်ပေါ့ဒီအကြံဉာဏ်ရလာမှတာအကောင့်တွေဖော်တာကနောက်ကလိုက်နာနိုင်လောင်းနာနိုင်မှာဖြစ်ပါတယ်ဒီတော့အရင်ဆုံးအကြံဉာဏ်ရအောင်လို့ပို့လိုပါတယ်ပညာရှင်အတော်များများကတော့အကြံတွေထွက်လာအောင် ဘယ်လိုပဲပုံပါလို့ရမယ်ပြောခင်တာရှိပေမဲ့ကျွန်တော်လက်တွေ့အတွေ့အကြုံရကတော့ငွေရနိုင်မဲ့အကျင့်ဟာငွေရှာဖို့တွန်းအားတွေဖိအားတွေများလာတဲ့အချိန်မှာပို့ထွက်လေးရှိပါတယ်ဒါအပြင်အဲ့ဒီတွန်းအားတွေဖိအားတွေဟာအကျဉာဏ်နဲ့တမကအကောင့်တွေဖော်မှုကိုပါထပ်ပြီးပြင်ပြအောင်အားပေးပါတော့တယ်ဒါဆိုဘလို့တွန်းအားမျိုးတွေ များဖြစ်ပါမလဲကျွန်တော်ရဲ့ပထမဆုံးစီးပွားရေးက9ရက်နှစ်မှာတပတ်တစ်ခါအလဲလာတဲ့အတော်စီကဒေါ်လာကို900ကျက်နဲ့ဝယ်ပြီးနောက်အပတ်မှာ800ကျက်နဲ့ပြန်ရောင်းခဲ့တာဖြစ်ပါတယ်အဲ့ဒီတုန်းကတရက်ကိုတရာပဲမဟုတ်ရတာမို့ ငွေရင်း900ဟာတပတ်စာဖြစ်တယ်လို့အမြတ်100ဟာလည်းအတော်တမိုးကြီးပါတယ်ဒါပေမဲ့အဲ့ဒီတစ်ခါပဲလုတ်ဖြစ်ပြီးရက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကိုဆက်လုတ်ဖို့ဘာတွန်းအားမှမရှိလို့ဖြစ်ပါတယ်။ဒုတိယမြတ်ကတော့ဒုတိယနေ့ဆက်တဲ့အချိန်မှာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့တွန်းအားနည်းနည်းပါလာပါတယ်။အများထက်ပိုပြီးအသုံးရှင်နဲ့လက်ဖွာတဲ့အကောင်းကြိုက်တဲ့ဆိုတဲ့အချင်းတွေကကျွန်တော်ရဲ့တလာတာမို့ဘိုးကိုမလောက်ငါအောင်လုတ်ပါတော့တယ်။ဒီတော့အဲ့ဒီတွန်းအားကိုငွေဘယ်လိုဆိုင်ရမလဲလို့စဉ်းစားတဲ့ တဲ့နေရာမှာတုံးလိုက်တော့အကြံတစ်ခုရလာပါတယ်ဒီအကြံကတော့အဖြစ်စီကငွေ330ကိုတလနှစ်ချက်တိုးနဲ့ရအောင်ချပြီးဈေးဆိုင်ဖွင့်နေတဲ့အမကို၅ချက်တိုးနဲ့ပြန်ချေကဈာကနေ၃ချက်အမြတ်ယူဖို့ဖြစ်ပါတယ် အမြုပ်ထွက်အောင်အဖေကိုတိမ်တွင်းသားချပြီးနောက်မှာတော့အကြံကိုအကောင့်ထဲဖော်နိုင်ခဲ့တာဖော်ဖော်တီတီရဲ့သုံးဆက်နိုင်ခဲ့ပါတယ်။အဲ့ဒီကနေလူငယ်တဘာဝရည်စားကလည်းရှိလာတော့ဖုံပြောကားတွေအသုံးစရိတ်တွေပိုပိုတက်လာပြန်ပါတယ်။တွားတွေထပ်ပြစ်လာတာပဲဖြစ်ပါတယ်။ဒီအခါမှာတော့အမရဲ့ဈေးတိုင်းမှာကိုယ်ဝင်တဲ့ပစ္စည်းလေးတွေတင်ရောက်လာတော့တယ်။နေကတနခါတုံးအရှိကြီးတွေကိုဖျက်ပိုင်းပြီးပြန်ရောက်လာတင်ငန်းတွေတင်ရောက်လာတွေကြုံလို့လို့လောက်ကနောက်ဆုံးမမဲ့ရရ အာလာဒင်ကစားကွင်းကအယုတ်ကောက်ဆက်ကနေအယုတ်တွေရအောင်ကပြီးပလက်စတစ်နဲ့သောဖေဖျားချီကသုံးစားလောက်အမျက်နဲ့ပြန်ရောက်ခဲ့တာတွေတောင်ရှိပါတယ်။ဒီကြားထဲမှာဒေါက်ရှာကျွန်တော်စဉ်းစားမပြတ်အထင်းလာတဲ့အလေးချင်းကတော့လာတိုင်းပုံမှန်ပမာဏတစ်ခုဆုလာခဲ့တာပဲဖြစ်ပါတယ်။ဒုတိယနေ့တနေ့ရင်နှစ်ဝက်လောက်မှာတော့ဆုလာတဲ့ငွေကလည်း6သိန်းလောက်ဖြစ်လာပါတယ်။အဲဒီခေတ်က6သိန်းဆိုတာမြို့စွန်ချောင်းကြကြနေရာက ပေ20မြေခွက် မြေတကွက်လောက်ဝယ်လောက်ပါတယ်အဲ့ဒီအချိန်မှာဖုန်းကင်စားဆိုတော့ပထမဆုံးစပေါ်တဲ့ Nokia Touch Screen ဖုန်းကိုဝယ်ခြင်းစိတ်ဖြစ်လာပါတော့တယ်အဲ့ဒီတုန်းကဖုန်းဆိုရင် keypad ဖုန်းတွေပဲရှိပြီး Touch Screen ဆိုတာဈေးသိပ်ကြီးပါတယ် ဒါနဲ့အဲ့ဒီ6သိန်းကိုဘလို့ပွားရမလဲဆိုတာကိုစဉ်းစားရင်းအမတို့လင်မယားဝယ်တဲ့မြေခွက်ထဲမှာရှေ့ရနေနဲ့ထည့်လိုက်ပါတော့တယ်။အဲ့ဒီမြေခွက်ကိုပြည့်ရောင်းတော့အမျက်နှစလောက်ရတာနဲ့ပထမဆုံးရင်းနှီးမြုပ်နယ်မှုကနေမြွ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 အစားရခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ចောင်းသားပွားတစ်လျှောက်မှာအိမ်ကမဟုတ်ဘူးအကန့်အသတ်နဲ့ပြေးပေမဲ့တထဲသားတယောက်လိုပေါ်ပေါ်မြတ်မြတ်သုံးနိုင်ခဲ့ပါတယ်။အခုအချိန်ထိလုတ်ခဲ့မှုတဲ့ရင်းနှီးမြုပ်နယ်မှုအသေးအလက်တွေအလုံးဟာတွန်အားတစ်ခုမဟုတ် တခုကြောင့်ပဲလွတ်ဖြစ်ခဲ့တာတွေဖြစ်ပါတယ်။အခုချိန်မှာတော့အလေးချိန်ရသားပြီဖြစ်တဲ့အတွက်ငွေလိုတော့မှတွန်းအားရလာတာမဟုတ်ပဲလိုအပ်တဲ့တွန်းအားတွေကိုကိုပါတာကိုဖန်တီအသုံးချနိုင်ပြီဖြစ်ပါတယ်။ခွက်ခွက်လန်အောင်ရှုံးပြီးပြုတ်သွားတာတွေလည်းရှိဘူးတလို့ကောင်းကောင်းရခဲ့တာတွေလည်းရှိတာပါပဲ။မျက်ရည်ငွေရပြီးရှုံးရင်တော့တင်ငန်းသာကောင်းကောင်းရပါတယ်။ဒီတော့ငွေရှာဖို့အကြံထုတ်ရမှာအဲ့ဒီတွန်းအားတွေကိုအသုံးပြုပြီးမိမိပတ်ဝန်းကျင်အခြေအနေမိမိအာသာချက်တွေကိုသုံးပြီးအတိအလျော်ဆုံးအကြံတစ်ခုကိုဖော်ထုတ်ရမှာဖြစ်ပါတယ်။ တကယ်တမ်းဆရာထက်တန်ထက်ထက်တန်တန်နဲ့ဘာလို့ရမယ်ဆိုတာပြင်းပြင်းထန်ထန်စဉ်းစားမယ်ဆိုရင်တပတ်လောက်အတွင်းမှာကိုငွေရနိုင်မယ့်အကြံဉာဏ်တွေထွက်ကိုထွက်လာတာကိုတွေပဲဖြစ်ပါတယ်လူတိုင်းမှာရှိတဲ့အဲ့ဒီတွန်းအားတွေကိုနီလမ်းမမှန်နဲ့ငွေရမယ့် idea ဖြစ်ကိုပြောင်းလဲဖော်ထုတ်ဖို့လိုပါတယ်ဘယ်လိုလူမျိုးမဆိုဘယ်လိုချင်းနေမှာမဆိုမိမိလက်ရှိပင် ပင်မငွေဝင်လမ်းကြောင်းအပြင်နောက်ထပ်ငွေဝင်မဲ့နီလန်းတွေရှိကိုရှိပါတယ်။ရှာမတွေ့တာနဲ့ရှာဖို့စိတ်ဝင်စားတာပဲရှိပါလိမ့်မယ်။အကြံဉာဏ်အနေနဲ့ရပြီဆိုရင်တော့အဲ့ဒီအကြံဟာလေထဲမှာတင်ပြောက်မသွားအောင်အကောင့်ထဲစဖို့ဖို့လိုအပ်ပါတယ်။ဘလောက်ကောင်တဲ့အန်ဒီယာဖြစ်ပါစေစမလုံသေးသေး၍ဘာတန်မိုးမှရှိနေမှာမဟုတ်ပါဘူး။အကောင့်ထဲပေါ်ပြေးအောင်လဲအကြံကိုဖြစ်မြောက်စေမဲ့အချက်ကိုလေ့လာတာအချက်လက်တွေစုဆောင်းတာရှေ့ကလုံဖူးသူတွေစံကျင်သူတွေနဲ့အတိုင်းပင်ဆွေးနွေးတာကိုလုပ်ရင်းကိုကိုကိုတွန်းနေတာမျိုးလုပ်နေဖို့လိုအပ် က်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အတွက်ဒုတိယမြောက်တတိယမြောက်ငွေဝင်လန်းတွေပေါ်လာပါလိမ့်မယ်။ဒီလိုလုပ်ရမှာကျွန်တော်အကြံပေးချက်ကတော့မိမိမှာပင်မငွေငွေလန်းကြီးတစ်ခုအရင်ရှိနေဖို့လိုပြီးအဲ့ဒီကနေဒုတိယမြောက်ဝင်ငွေလန်းတွေကိုတဖြည်းဖြည်းတိတိကနေကြီးလာအောင် ပြည့်စုံပြောင်းဖို့ပဲဖြစ်ပါတယ်။ဒီနေ့ဝန်ထမ်းအလုပ်ကနေထွက်ကိုပိုင်ဆက်လုပ်မယ်။တေးမြေကြီး ရှင်ရွှေတီဆိုတာမျိုးကို အာမပေးပါဘူးအကြံဉာဏ်ကို အကောင့်ထဲပေါ်ဖြစ်လိုက်ပေမဲ့အောင်မြင်မှုလာ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 မရဘူးဆိုရင်တော့အ ਨੇ စုံမျက်စိနားပွင့်သွားကဘယ်နေရာမှာဘလို့တွေးဘလို့လေးစဉ်းစားသင့်တယ်ဆိုတာမျိုးတွေရလာမှာဖြစ်ပါတယ်တခါတက်တခါမိမိရဲ့ business ဟာပို့ပို့ကောင်းလာပြီးတိုးတက်လာကနောက်ဆုံးမှာအောင်မြင်တဲ့လမ်းကြောင်းတစ်ခုကိုကောင်းကောင်းတည်ဆောက်နိုင်မှာဖြစ်ပါကြောင်း မျှဝေရင်ဝင်ငွေလန်းနေဖန်တီးနိုင်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ပါရခင်ဗျာငွေစုမယ်ဆိုရင်ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေပြောရင်းနဲ့ရင်းနှီးမြှုပ်နှံမှုလုံနိုင်ဖို့အတွက်အစပထမကတော့ငွေစုခြင်းကနေစတင်ရမှာပါဆိုတဲ့အကြောင်းကိုအရင်ကအမျှဝေမှုမှာပြောခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါတော့တလက်စရဲငွေစုချင်းကနေနောက်ထပ်ဘယ်လိုကောင်းကျိုးတွေရမလဲဘယ်လိုဆုရမလဲဆိုတဲ့အကြောင်းကိုကြုံကြိုက်တာနဲ့ထပ်ပြီးပြောလိုက်ပါသေးတယ် ပြောလိုပါသေးတယ်ငွေစုတယ်ဆိုတာအလေးအကျင့်ကောင်းမှာစပါအလိုစားဆိုတဲ့ ဆိုရရှိပေမဲ့ဒါကငွေစုယုံစုပြီးရဘာမှဆက်မလုပ်ဖြစ်ပဲအဲ့ဒီငွေကိုဖြစ်တဲ့တလောက်အကျိုးမရှိစေတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့ငွေစုနိုင်တဲ့ဆိုတာဟာအလေးချိန်ကောင်းတစ်ခုဖြစ်တဲ့ဆိုတာကတော့အသေးချာပါပဲ၁ budget scale ကောင်းလာတဲ့လုပ်ငန်းတစ်ခုရဲ့အရေးကြီးဆုံးတွေထဲမှာ final အပိုင်းလဲပါဝင်ပါတယ်အသုံးစရိတ်တွေဘယ်လိုသုံးမလဲဘာကဘယ်လောက်ကြမလဲဘာကိုဘယ်လောက်ပဲသုံးတင်နေဘယ်စရိတ်တွေလျှော့ချရင်အမြတ်ပို့တိုးလာမလဲအစတာတွေကိုကောင်းကောင်းဆောင်ရွက်ဖို့လိုပါတယ်ဒီအတွက်ကတော့ရာ သုံးမှန်းကျေခံမှန်းပြီးအဲ့ဒီအတိုင်းဆောင်ရွက်အကောင့်တွေဖော်နိုင်ခြင်းဆိုတဲ့ budget scale ပါပဲ personal life မှာလည်းငွေစုနိုင်တဲ့အလေးချက်ရှိတယ်ဆိုတာကိုယ့်ရဲ့ဝင်ငွေထွက်ငွေစီမံခန့်ခွဲနိုင်ပြီး budget scale money management scale တွေကောင်းနေဆိုတဲ့အသေးပဲပါပဲတကယ်တော့ယင်းဒီမြောက်နယ်မှုကြီးတွေလှုပ်ဆောင်လို့သူတအူးဟာ တလကိုရဲ့အုံစီရဲ့လေးကိုတောင်းမှလောင်းကားအောင်မစီမနိုင်ဘူးဆိုရင်အဆင်မပြေနိုင်ပါဘူးဒီအတွက်ငွေစုတဲ့အလေးချင်းလေးတွေမွေးဖို့လိုပါတယ်ဒီကနေအသက်မှတ်ထားတဲ့ငွေပမာဏအတွင်းလောင်းကားအောင်သုံးဆနိုင်တဲ့အချင်းလိုက်ရလာမှာဖြစ်ပါတယ်နှစ် emotion တွေထိန်းတက်လာမယ်ငွေစဆုတဲ့သူတွေအတွက်အခက်အခဲဆုံးကတော့ emotion ဆိုတဲ့စိတ်ခံစားချက်တွေနောက်ကိုမပသားအောင်ထိန်းသိမ်းရတာပါပဲကျွန်တော်ပထမဆုံးအတွေ့အကြုံဆိုရင်တရက်မှမဘိုး2000ရတဲ့အကြောင်းသားဘဝမှာ ကြားအသွားပြန်ကားကမနက်စာနေ့လယ်စာဘိုးတွေအကုန်ကို1500ကျက်နဲ့လောက်အောင်သုံးပြီး900ကျက်ကိုပြည့်ပြည့်ပြပြမြီအားစုခဲ့ရပါတယ်ဒီလိုစုရကနေငွေလေး9000လောက်ရလာပါရောတရက်မှာတငယ်ချင်းတယောက်နဲ့ရစနာပလာဇာမှာရှောင်ရှိဖြစ်ပါတယ်အဲ့ဒီခေတုံးကခစားတာက MI4 လို့ခေါ်တဲ့ဗီဒီယိုလဲကြည့်လို့ရတချင်းလဲနားထောင်လို့ရတဲ့စက်ကလေးတွေဖြစ်ပါတယ်ဆက်မဘုံတွေမပေါ်သေးတော့ အဲ့ဒီ MV4 လေးတွေကိုလူငယ်တွေကြားမှာတိတ်ကိုခစားပါတယ်အစကတည်းကလိုချင်နေရတဲ့အထက်ပလာဇာမှာဒီဇိုင်းမျိုးစုံတောက်ပပြောင်းလဲနေတဲ့ MV4 ဘောင်းများစွာကိုမိထိန်ထိန်မှန်ကောင်တာကြီးတွေတဲမှလည်းမြင်လိုက်ရောဘလို့မှစိတ်မတည်နိုင်တော့ပဲလာပေါင်းများစွာစုဆောင်းထားတဲ့ငွေ9000ကိုအကုန်ပုံအောပြီးနောက်ဆုံးပေါ် MP4 လေးဝယ်လိုက်ပါတော့တာပါပဲဒီလို emotion တွေကိုမထင်သေးနိုင်ခြင်းက ငွေတော့ဆုဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုဘက်ကိုမသွားဖြစ်ကြတဲ့လိုတော်မဲမြရဲ့ပြဿနာပါပဲဒါပေမဲ့ငွေဆုတဲ့လေ့ကျင့်လေးအတော်ရလာပြီဆိုရင်တော့အထက်ကလိုဖြစ်ရလူတွေကဖြစ်တာနဲလာပြီးကိုကိုကိုလည်းထိန်းလာနိုင်တာထိန်းနိုင်လာလေးရှိပါတယ်ဒါဟာငွေဆုချင်းအလေး ငွေကြေးကြေးအလေးကနေအပေါ်စုရတဲ့ emotion တွေကိုထိန်းနိုင်ခြင်းပါပဲဆိုတော့ဒီလိုကောင်းကျိုးဖြစ်စေတဲ့ငွေစုချင်းအလေးကိုစတင်ဖို့အတွက်အရင်ဆုံးကတော့ကိုယ်ဝင်ငွေပမာဏရဲ့ဆယ်ရာခိုင်နှုန်းကိုအ ਨੇ စုံပုံမှန်စုနိုင်ဖို့လိုပါတယ်။ဥပမာတသိန်းဝင်ရင်9000၊နှစ်သိန်းဝင်ရင်2000ပေါ့ ောက်တစ်ချက်ကတော့သုံးလို့ပိုတာကိုစုမရမှာမဟုတ်ပဲစုငွေကိုအရင်ဖယ်ပြီးတော့မှကြံငွေနဲ့လောင်းကအောင်သုံးရမှာပါအဲ့ဒါမှအထက်ကပြောတဲ့ budget scale ကတက်လာမှာပါဒါဆိုရင်ဆဆချင်းငွေစုချိန်မှာငွေစုတဲ့အကျင့်လေးရရှိလာအောင်ဘယ်လိုနည်းလမ်းနဲ့သုံးရမလဲဆိုတာဆက်ပြီးပြောချင်ပါတယ်